မင်္ဂလာပါဆရာနိုင်သတင်းဌာနရဲ့2025ခုနှစ်အပိလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းတွေကတော့လာရှုံမြို့ကိုနာဆကပြန်ရတာဟာအရှုံးမရှိဘဲအမျက်ထွက်တာဖြစ်တယ်လို့ဘုံမူကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းကဘာလုံးဆိုင်ရာစင်ခေါ်မှုတွေကိုပူပေါင်းဖြည့်ရှင်းတင်တယ်လို့ထိုင်းဝန်ကြီးချုပ်ပေလုံနန်းကပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့လာရှုံမြို့ကိုနာဆက်ကပြန်ရတာဟာအရှုံးမရှိပဲအမျက်ထွက်တာဖြစ်တယ်လို့ဗိုလ်မှူးကြီးခွန်ကကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုကိုနတ်ဆကကလက်လွတ်ဆုံးရှုံးထားရပေမဲ့လေလာရှုံမြို့ကိုပြန်ရပါကအရှုံးမရှိတဲ့အပြင်အမျက်ထွက်တယ်လို့ပုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာကစီရင်လိုက်တဲ့တင်ထနာကိုပြောပါရယ်လာရှုံမြို့ကိုတိုက်ခိုက်သိမ်းပိုက်ကအုပ်ချုပ်ရေးလုပ်ငန်းစတင်ထားတဲ့ကိုကန့်တပ်ဖွဲ့ဟာ 2025ခုနှစ်ဧပြီ21ရက်နေ့နောက်ဆုံးထားပြီးနတ်ဆက်ကထံကိုလာရှုမြို့ကိုပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်တွေစတင်နေတာပါနတ်ဆက်ကအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဘယ်အရာမှမရရှိတာနဲ့နှိုင်းရှင်ပါကအခုလိုမျိုးလာရှုမြို့ကိုရရှိတာဟာမရှုံးဘူးလို့ပအိုးမြို့သားလူမျိုးရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်ဘာမှမရတယ်ဆိုရင်တော့လာရှုရတယ်ဆိုတာမရှုံးပါဘူးဘုံသိက္ခာတော့ပြန်တက်သေးတယ်။ဘာလို့လာရှုကအချက်ချမျိုးဖြစ်နေတာလဲ။ ဇမူးဆယ်ကိုသွားတဲ့ကုံတွေလမ်းကြောင်းကိုထိန်းလာတယ်မန္တလေးကိုဆင်းတဲ့လမ်းကြောင်းကိုထိန်းလာတယ်အဲဒီလမ်းကြောင်းကိုထိန်းသိမ်းနိုင်ဖို့နဲ့အဲဒီလမ်းကြောင်းမှာဒီကုံတွေလုပ်ငန်းတွေပြပြီးတော့အသက်ဝင်ဖို့ကဒါအတူတူလည်းလိုချင်တယ်ဒါဟို SAT ရလည်းလိုချင်တယ်ဒါကြောင့်ဒီကုံသက်ခါထိန်းတဲ့နေနဲ့လာရှိုးမှာပြန်ထိုင်ပြီးတော့အာနာဖြတ်ပြတာကဆရာတော့ က်ချက်ကိုဟိုကုန်ကြသေးပုံနဲ့ပဲအပြေပြောက်နဲ့ပဲတို့တော့ဒီနေပြည်တော်ရဲ့ဩဇာအာဏာပြန်ပြီးတော့ပြောက်တဲ့သဘောကသူ့တက်အမျက်ထွက်ပါတယ်မရှုံးပါဘူးမြမတက်မတော်နဲ့ကိုကန့်တက်ဖွဲ့ MNDA တို့အကြောင်းယာယီအပြည့်ရဲ့ရည်ကိုတရုတ်ကဂျာဝင်ဆစ်ဆက်ခဲ့ပြီးတဲ့နောက်လာရှုမျိုးကလည်းကိုကန်တက်တွေပြန်လဲဆုတ်ခွာဖို့ဖြစ်လာခဲ့တာပါ။ဧပြီ21ရက်နေ့မှာတော့ကိုကန်တက်ဖွဲ့တွေလာရှုမျိုးရဲ့အုပ်ချုပ်ရေးကနေထွက်ခွာခဲ့ပြီး ြို့ထဲမှာကိုကက်အလံတွေမရှိတော့ပဲမြန်မာနိုင်ငံအလံတစ်ခုတည်းသာလွှင့်တူထားကြောင်းလည်းတည်င်းဖော်ပြချက်တွေအရာသိရပါတယ်။အဲဒီလိုမျိုးလာရှုမျိုးကိုကိုကက်တပ်ဖွဲ့က NASA ကထံပြန်လည်လွှဲပြောင်းပေးတာဟောတရုတ်ရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ယူဆနေကြတာပေါ့။အဲဒီယူဆချက်တွေအပေါ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဧပြီ21ရက်နေ့ကတည်င်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံအနေနဲ့မြန်မာကသက်ဆိုင်ရာအစုအဖွဲ့တွေကိုနိုင်ငံရေးပြန်လည်တင်မြှင့်ဖို့နဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေသဘောနဲ့သာအကြံပြုပေးနေတာဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အခုလိုမျိုးနတ်ဆက်ကဘက်ကလာရှုမျိုးကိုပြန်ရတာဟာသူတို့အတွက်အားတက်စရာဖြစ်တယ်လို့ တရုတ်မြန်မာအရေးလေလာသုံးသက်သူဒေါက်တာလှကျော်စိုးက CNN သတင်းဌာနကိုပြောပါတယ်အဲ့တော့မင်းကထူးခြားတာကတရုတ်ကလည်းဗမာပြည်ဒီကိမှာတို့ဝင်မပါပါဘူးလို့ပြောတယ်နော်ဒါပေမဲ့လို့ဒီစစ်သက်ဆွေးနွေးရေးကိစ္စတွေပဲဖြစ်ဖြစ်ဒီလားရှုပ်ကိစ္စမှာလည်းဖြစ်ဖြစ်တရုတ်ကတမကထားလို့နေတာလည်းရှိတာဘူးနော်တရုတ်ကဓာမျိုးတွေလည်းလုပ်တတ်တပြားအရင်ကဟိုကမ္ဘောဒီးယားမှာကမ္ဘာနီကိစ္စလို့နောက်ပြည်ရင်ကက အမျိုးကြကိစ္စတို့အစ်စတီမောကိစ္စတို့ဒါတွေမှာလည်းသူတို့တလုံးပေါ်ကြီးလို့တက်တယ်အဲဒီမှာတော့သူကဒီမှာသိသလားလေငင်းငယ်ရေးဆောင်တတ်သားများဖြစ်ဝင်ပြီးတော့အဲကြားမှာဝင်ပြီးတော့အဖြစ်ခိုက်ရစေလောက်လိုက်ခင်ဘယ်နှစ်ဖက်ကြားမှာဝင်ပြီးတော့အဲ့ဒီသားရဲ့ဖွံ့ဖြိုးတိုးတက်ရေးလောက်ထပ်တွေ့ဘူးလေနော် ဒါအခုတော့မပြောတတ်ဘူးကိုကတော့ဇွန်ဟင်းနေကြတော့မဖြစ်တာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းလာရွှတ်ပြန်ရတယ်ဆိုရင်သူသူ့ဘက်စိတ်တရေးရဝင်နေပေါ့နော်အဲဘယ်လိုပုံလဲအားတက်စရာလို့ဖြစ်တာပေါ့သူတက်တော့ပေါ့သူတက်တယ်အဲ့တော့ MND ဘက်ကလည်းသူကအဲသူကိုကလူမျိုးအတွက်ပဲဟိုနေအခြေခံဒီပါရဖို့ဆိုရင်တော့လာရွှတ်ထိမလို့လေသူ့အရင်ဒီပါတောက်ရင်းချင်တယ်နည်းနည်းပါးပါးဟိုလည်းတော့ပဲဆိုရတာပေါ့ အဲ့တော့အဲ့ဒီဟာတွေကိုဘယ်လိုထိန်းချုပ်လဲလို့ပြီးပြီ။အဲကျွန်တော်တို့စောင့်ကြည့်ရတယ်ပဲထင်တယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြောက်ပိုင်းသုံးဖွဲ့အပါအဝင် PDF တွေအနေနဲ့မူဆယ်မန်းလေးကျောက်ကမြို့တွေအလုံးကိုစုခွာရမှာဖြစ်ပြီးကုတ်ခိုင်သိန်းနီဒီဘောကြောင်မဲနောင်ချိုးတို့ပါဝင်ကြောင်းလည်းသိရပါဗျ။ MNDAA အနေနဲ့တရုတ်ရဲ့ညွှန်ကြားမှုအတိုင်းတွားရမှာဖြစ်ပေမဲ့လည်းလာရှိုမြို့ပြင်မှာတော့တက်ဆွဲထားကြောင်းလည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ NASA ကဥက္ကဋ္ဌကိုအာဆီယံကထိတွေ့ဆက်ဆံလာတာဟာ မြန်မာနိုင်ငံရဲ့အခင်ကျင်းကိုအလဲအကွေတစ်ခုဖြစ်စေဖို့ပုံဖော်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ UNE ကပြောရေးဆိုခဲ့ရှိသူဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နာဆာကဥက္ကဋ္ဌကိုအာဆီယံကထိတွေ့ဆက်ဆံလာတာဟာမြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုအလဲအကွေတစ်ခုဖြစ်စေဖို့ပုံဖော်ဖို့ကြိုးစားနေတာဖြစ်တယ်လို့စီးလုံးညညွတ်သောတိုင်းဒါလူမြန်မာမဟာမိတ် UN ကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကဆီယံနိုင်တဲ့ဌာနကိုပြောပါရယ်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါအာဆီယံဥက္ကဋ္ဌအကြံပေးထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်နဲ့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်တို့2025ခုနှစ် AP 18ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါရယ်အဲ့ဒီအပြင်မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါနဲ့အမျိုးသားညွတ်ရေးအစိုးရ UNG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်တို့2025ခုနှစ် AP 2018ရဲ့ကအွန်လိုင်းကားတဆင့်ဆွေးနွေးခဲ့ကြောင်း NUG ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစီးရေးချိန်တွေအကြမ်းဖက်မှုတွေနဲ့တိုက်ပွဲဆောင်ရတဲ့ကိစ္စတွေဟာအာဆီယံပေါ်မှာလည်းထိခိုက်လာတာကြောင့်မြန်မာအရေးပုံမှုပါဝင်ဆွတ်ဖက်လာတာဖြစ်တယ်လို့စီးလုံးညညို့သောတိုင်းသားလူမြန်မာမဟာမိတ် UNE ကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်က CNN တိုင်းဌာနကိုပြောပါတယ်။မြန်မာနိုင်ငံဆိုရလဲကြအင်္ဂလိပ်ဟိုမှာဒီဘက်မှာထိုင်းတို့ဒါအိုတို့နန်နမိတ်ရှင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံနေတယ် ီတော့မြန်မာနိုင်ငံရဲ့အနေထားဟာလေအာဆီယံအနေဖြင့်မကဘူးအချာမှာရောကပတိုင်းကမှာရောတော်တော်လေးရုပ်ပြတ်ဆင်ကြဲပြီးတော့ဖြစ်လာတယ်။နိုင်ငံအတွင်းမှာနေပြီးတော့ဒီအကြမ်းဖက်တပ်ဖြတ်မှုတွေစေပေးစ်ချောင်းရတဲ့ဟာတွေကျွန်တော်တို့ဒီအာဆီယံရဲ့ပုံမှန်လည်းဖြစ်ခိုင်းလာတယ်ပေါ့။နောက်ဒီပုံမှန်မှုဒီနေ့တော့မြန်မာနိုင်ငံရဲ့အနောက်ဘက်တကားမှာကျွန်တော်တို့ဒီမဟာဗျူဟာရနေပြီးတော့ပြည်ရေးအခြေအနေပေါ့ဗျာ။ 家里的多少事，天天妈妈去拿，心碎一样的。再说我阿姐啊，年年都没阿罗。 好啦，阿拉讲嘞，娘妈有有必要发文说太难嘞，出来喊么？喏，伢嘞，就是讲你要喊忘记就好。在新罗湾头，哎，娘妈健康昌吉，伢在走路啊，跳跳舞，洗开来出来看嘛。走路嘞，到新亚阿西亚嘛，到完洗开来，刚上一天么，把嘞个嘛，走路的也不帮帮忙。木嘞，娘妈能安也看见，哎，来个苦都帮婆婆做点伢，都娘妈嘞。 နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်နဲ့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါတို့တွေ့ဆုံမှုမှာမြန်မာငလင်ပြည်ပြည်နယ်ထူထောင်ရေးမှာအာဆီယံအတိုင်းဝန်ကဆက်လက်ကူညီဆောင်ရွက်ရေးဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီအပြင်မြန်မာအာဆီယံအတိုင်းဝန်မှာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဒေတာရင်းနိုင်ငံရဲ့အပြောင်းအလဲတစ်ခုခုမှာအာဆီယံအနေနဲ့ဝင်ရောက်ညှိနှိုင်းပေးတဲ့ပုံစံသာဖြစ်ကြောင်းပြဿနာတွေကိုနိုင်ငံရေးအရာဖြေရှင်းဖို့လှုံ့ဆော်ကြည့်တဲ့သဘောမျိုးသာဖြစ်ကြောင်းတင်ဒကမဟာဗျူဟာလေးလာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းကဆရာနိုင်တဲ့ရင်ထဏာကိုပြောပါရစေ။ တော့အာဆီယံကိုယ်တိုင်ကဟိုးရင်တော့ပြောရမှာရှိတယ်။သူတို့ကိုယ်တိုင်ကဒီဘယ်လိုပဲပုံတော့သိအားတာပဲ။ပုံနေပြောရင်တော့တရုတ်နိုင်ငံဘက်ကကြာသူတို့ကိုကတ်မယ်ဆိုပုံနေနေပြုစကားရှိတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ပါစေဒေတာရဲ့နိုင်ငံအကြောင်းလေးတစ်ခုမှာသူတို့ဝင်ပြီးတော့ဒါကြီးထုတ်ရှားကြည့်လို့ရမယ်။ဒါမျိုးရှင်းနေပြတဲ့ပုံပဲ။အဲ့တော့အာဆီယံအခမ်းအနားကဘယ်လိုရှိလဲဆိုတဲ့ဟာကတကယ်တမ်းဘယ်လောက်ကြီးအလုပ်ဖြစ်မယ်ဆိုတာပေါ့မယ်လို့ပြောရတယ်။မြန်မာဆိုပြီးအဆက်အသွယ်ဒေတာနဲ့လိုက်တဲ့ regionalization အဟိုရသူတို့ဒီဒေတာရဲ့နိုင်ငံဖွဲ့ထဲမှာလည်းပေါင်းနေတယ်။နောက်ဒီမှာလည်းဖြစ်နေတဲ့ပြဿနာတွေဒီ blockchain ပြီးလို့ရမယ်နိုင်ငံကြီးမျိုး ီကတောင်သူလှုပ်ရှားကြည့်တဲ့သဘောပဲအချင်းအဝင်ကိုဝေးလို့အကုန်လုံးပြီးသွားနိုင်တာဆိုတဲ့ဟာမျိုးလဲပုံတွေညောင်းမှန်းလို့မရဘူးဒါပေမဲ့ဒီကပို့ပြီးတော့ဘယ်လောက်ကြီးလုံနိုင်လဲဒါကတော့စောင့်ကြည့်ရအောင်အန်ယူဂျီကတော့အခုနှစ်2025ခုနှစ်ဟာကြီးမားတဲ့တော်လန်ရေးအလဲပြောင်းဖြစ်ပြီးတော်လန်ရေးအောင်ဖို့ပိုပြီးကြိုးစားသွားမယ်လို့အန်ယူဂျီရဲ့ယာယီသမ္မတဒူဝါလက်ရှိလာက2025ခုနှစ် AP 18ရက်နေ့နှစ်သက်မိန်ကုန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ရှယ်နိုင်တဲ့ရင်ထဏရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ကမ္ဘာလုံးဆိုင်ရာစင်ခေါ်မှုတွေကိုပူးပေါင်းဖြည့်ရှင်းတင်တယ်လို့ထိုင်းဝန်ကြီးချုပ်ပီတိုနန်ကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာလုံးဆိုင်ရာစင်ခုံမှုတွေကိုဖြည့်ရှင်းမှုအတွက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုပုံမှုတိုးမြင့်ဖို့ထိုင်းဝန်ကြီးချုပ်ပေတုံနန်ကပြောကြားခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်ပေတုံနန်ဟာအာရှနဲ့ Pacific ဒေသဆိုင်ရာစီးပွားရေးနဲ့လူမှုရေးကော်မရှင် SKB ရဲ့82ချိန်မြောက်စီးဝေးမှာတိုက်တွန်းခဲ့တာဖြစ်ပါတယ်ကမ္ဘာတဝန်းရှိနိုင်ငံတွေကတဘာဝဘေးအန္တရာယ်တွေပထဝီနိုင်ငံရေးတင်းမာမှုတွေရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအပါအဝင်စိုးရိမ်စရာကောင်းတဲ့နေဆက်ဖြတ်ကျော်ချင်းချောက်မှုတွေကိုရင်ဆိုင်နေရကြောင်းပေတုံနန်ကပြောပါတယ် AP 21ရက်မှ25ရက်အထိပန်ကောက်မြို့မှာကျင်းပမယ်အဲ့ဒီစီးဝေးမှာ ာအာရှနဲ့ဖက်စီဘိတ်ဒေတာရေရှည်ဖွံ့ဖြိုးတိုးတက်သည့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေတာရင်းပူးပေါင်းဆောင်ရွက်ရေးအမည်ရှိကောင်းစဉ်နဲ့ပင်တွန်နန်ကအာရှဖက်စီဘိတ်နိုင်ငံတွေကဝန်ကြီးတွေကိုအမှားစကားပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီညီမချက်အရစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးညီမချက်တင်တဲ့အတူလက်ရှိကျင့်သုံးနေတဲ့မူဝါဒနဲ့အသည့်ပေါ်ပေါက်လာတဲ့မူဝါဒတွေကိုဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ဖို့ UA ထားတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီစိန်ခေါ်မှုတွေကညဉ့်ညံရေးတည်ငြိမ်ရေးလုံခြုံရေးနိုင်ငံတကာနဲ့ဒေတာရင်းဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်တက်ရောက်နေပါတယ်။အဲ့ဒါကြောင့်ကျမတို့အားလုံးပေါ်တက်ရောက်တဲ့ ဲ့အတိတ်ပဲဖြစ်ပါလေလို့ပေတိုနန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီစင်ခုံမှုတွေကိုဖြေရှင်းဖို့အတွက်အလွာပေါင်းစုံမှပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့လိုအပ်တယ်လို့လည်းပေတိုနန်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂ Escape ASEAN Pimstack OECD နဲ့အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲလို့နိုင်ငံပေါင်းစုံပါဝင်တဲ့အဖွဲ့အစည်းတွေရဲ့အရေးကြီးပုံကိုလည်းပေတိုနန်ကအလေးထားပြောကြားခဲ့ပါတယ်။အဲ့ဒီပြင်မလ28ရက်ကထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်အပြီးမှာပြည်နယ်ထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေရဲ့အရေးကြီးပုံကိုလည်းပေတိုနန်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ တယ်ဗတ်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေဖို့အတွက်ထိုင်းနိုင်ငံဟာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတွေကိုမဟာမိတ်နိုင်ငံတွေနဲ့ဆက်လက်မျှဝေကျင့်သုံးသွားမယ်လို့လည်းပြည်တွင်းကပြောကြားခဲ့ပါတယ်နောက်ထပ်ဇင်းတဲ့ပုံအနေနဲ့အင်ဒိုနီးရှားနိုင်ငံအနေနဲ့တစ်ဖက်သက်ဆန်တဲ့ဝါဒနဲ့ဈေးကွက်ကာကွယ်ရေးဝါဒကိုဆန့်ကျင်တင်တယ်လို့တရုတ်နိုင်ငံကြ ాయి ဝန်ကြီးဝမ်ယီကတိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့တပတ်သက်ဆန့်ကျင်တဲ့ဝါဒနဲ့ဈေးကွက်ကာကွယ်ရေးဝါဒကိုဆန့်ကျင်တင်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးက AP 21ရက်မှာတိုက်တွန်းခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။တရုတ်နဲ့အိန္ဒိယအနေနဲ့ဒေသတွင်းစီးပွားရေးပေါင်းစပ်ဆောင်ရွက်မှုကိုပူးပေါင်းမြင့်တင်ဖို့နဲ့ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုရှိအောင်ထိန်းသိမ်းတင်ကြောင်းလည်းဝန်ကပေကျင်းမြို့တော်မှာအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဆူဂီအိုနိုနဲ့ပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကဝါရှင်တန်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့တွေ့ဆုံခဲ့တယ်။ဆူဂီအိုနိုဟာအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဆာဖရီဆမ်ဆူဒီနဲ့ ်တရုတ်နိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်သူတို့နှစ်ဦးဟာဝန်ကြီးနဲ့အတူတရုတ်ကာဝေးဝန်ကြီးတုံကျွေးနဲ့တွေ့ဆုံပြီးအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ် အခုအစည်းအဝေးဟာမိမိတို့နှစ်နိုင်ငံအကြားအပြန်အလှန်နားလည်မှုနဲ့ဆက်သွယ်မှုတွေကိုတိုးမြင်ရမှာအထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်ကြောင်းဆာဖရီကပြောကြားခဲ့ပါတယ်။ AB 21ရဲ့အစိုးပိုင်းကလည်းတရုတ်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေရရှိဖို့ကြိုးပမ်းနေတဲ့အခြားနိုင်ငံတွေကိုတတိပေးခဲ့ပြီးအမေရိကန်ကိုအလျှော်ပေးခြင်းနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ်။သဘောတူညီချက်တွေကိုလက်တော့ပြန်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အញ្ញန်ခန္ဓာဟာငြိမ်းချမ်းရေးကိုဆောင်ကျဉ်မပေးနိုင်ပါဘူး။အလျှော်ပေးတာကလည်းလေးစားခံရမှာမဟုတ်ပါဘူးလို့တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။မိမိရဲ့တကူကောင်းဆန်တဲ့အကျိုးစီးပွားတွေအတွက်အခြားတဝ ရဲ့အကျိုးစီးပွားတွေကိုထိခိုက်အောင်လှုံ့ဆော်တာဟာကြားတကောင်ရဲ့တရေကိုခွာယူဖို့ကြိုးပမ်းတဲ့အတိတ်ပဲမျိုးဖြစ်ကြောင်းအဲ့ဒီလိုချင်းကပ်လှုံ့ဆော်မှုဟာနှုတ်ဦးနှစ်ဖက်စလုံးအတွက်ထိခိုက်နစ်နာစေလိမ့်မှာဖြစ်ကြောင်းတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ကဘာလုံးဆိုင်ရာအခွန်တိုးမြင့်ကောက်ခံတာနဲ့ပတ်သက်ပြီးအမေရိကန်တူးတမ္မတာနဲ့မိုဒီတို့ဆွေးနွေးသွားမယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမေရိကန်ကမ္ဘာလုံးဆိုင်ရာအခွန်တိုးမြင့်ကောက်ခံမှဖြစ်ကြောင်းကြေညာထားတဲ့နောက်အမေရိကန်ထူးသမ္မတ JD Van ဟာအိန္ဒိယကိုရောက်ရှိနေစဉ်ဝန်ကြီးချုပ်မိုဒီနဲ့ဆွေးနွေးကြမယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ထူးသမ္မတ JD Van ဟာ AP 21ရက်မှာအိန္ဒိယနိုင်ငံကို၄ရက်ကြာခီးစဉ်အဖြစ်ရောက်ရှိလာခဲ့ပြီးဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။အိန္ဒိယအစိုးရဟာအစောပိုင်းကွန်တွယ်ရေးသဘောတူညီချက်နဲ့အမေရိကန်ရဲ့စီးကြပ်ခွင့်ကိုရှောင်ရှားဖို့ Donald Trump အစိုးရနဲ့ဆက်ဆံရေးတိုးမြင့်ဖို့အတွက်ကြိုးပမ်းနေချိန် Van ကအိန္ဒိယကိုရောက်ရှိလာတာဖြစ်ပါတယ်။ Van ဟာအိန္ဒိယခီးစဉ်အတွင်း Rajasthan ပြည်နယ် ဲ့ဂျိုင်ဘူရာမျိုးရှိအလေခေအမ်ပါခန္တာအာဂရာမျိုးရှိတာဂျမဟာအစအုံတွေကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်ဖန်နဲ့အတူအိန္ဒိယရွှေပြောင်မိဘတွေကမွေးဖွားခဲ့တဲ့ဇနီးတဲ့အာရှာနဲ့တာသမီ၃ဦးနဲ့အိန္ဒိယကိုလိုက်ပါလာခဲ့ပါတယ်ဖန်ဟာယောမမျိုးကိုတွားရောက်ခဲ့ပြီး AB 20ရက်မှာပုံရဟန်းမင်းကြီးဖရန်စစ်နဲ့တီးတန့်တွေ့ဆုံခဲ့ပါတယ်အဲဒီနောက် AB 21ရက်မှာနယူးဒေလီရဲ့ဖဲလမ်၄၀ကိုရောက်ရှိလာတာဖြစ်ပါတယ်မိုဒီနဲ့ဖန်တို့ဟာဝါရှင်တန်မှာမိုဒီကသမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခြင်း ဖေဖော်ဝါရီလကဖော်ပြထားတဲ့နှစ်နိုင်ငံလုပ်ငန်းစဉ်တွေမှာလှုပ်ဆောင်ခဲ့တဲ့တူတက်မှုတွေကိုပြန်လည်သုံးသပ်ဖို့မျှော်လင့်ထားပါတယ်။အဲ့ဒီလုပ်ငန်းစဉ်တွေမှာသူတို့ရဲ့နှစ်ဖက်ကုန်သွယ်မှုမှာတရားမျှတမှုရှိရေးနဲ့သူတို့ရဲ့ကာကွယ်ရေးကဏ္ဍမှာဆက်ဆံမှုတွေမြင့်တက်နေတဲ့အကြောင်းအရာတွေကိုလည်းဆွေးနွေးကြမှာဖြစ်ပါတယ်။မိုဒီဟာဒေါ်နယ်ထရန့်အမေရိကန်နိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့နောက်ထရန့်နဲ့တွေ့ဆုံခဲ့တဲ့ပထမဆုံးကမ္ဘာ့ကောင်ဆောင်တွေမှာအပါအဝင်ဖြစ်ပါတယ်။အိန္ဒိယနဲ့အမေရိကန်ဟာကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကိုဆွေးနွေးနေပြီး အိန္ဒိယကတော့အခုလအတွင်းထရန့်ရဲ့ကုန်သွယ်ကုန်ကောက်ခံမှုဆိုင်ငံ့ကာလရပ်ပေါင်း90အတွင်းအဲ့ဒီသဘောတူညီချက်ကိုရရှိဖို့မျှော်မှန်းထားပါတယ်။ထရန့်ဟာအိန္ဒိယအပေါ်ကုန်သွယ်ခွန်26ရာခိုင်နှုန်းတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ရှန်နိုင်တင်းထဏာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Leeds United နဲ့ Burnley အတွက်တို့ဟာလာမယ့်ရာသီ Premier League ထံတံပြန်တက်ခွင့်လက်မှတ်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။သတင်းပြည့်စုံကိုတင်ဆက်ပေးပါမယ်။ လေးစ်ယူနိုက်တက်နဲ့ပန်လီအသင်းတို့ကချန်ပီယံရှစ်ပွဲစဉ်44အဖြစ်ကစားခဲ့တဲ့ပွဲမှာနိုင်ပွဲကိုယ်စီရယူနိုင်ခဲ့တဲ့အတွက်လာမယ့်ရာသီပရီးမီယာလိထံတန်းပြန်တက်ခွင့်လက်မှတ်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။လေးစ်ယူနိုက်တက်အသင်းကစတုတ်စီးတီးအသင်းကို6-9မရှိနဲ့ကူးပြတ်အနိုင်ရခဲ့ပြီးပန်လီအသင်းကရှက်ဖီယူနိုက်တက်အသင်းကို2-2နဲ့အနိုင်ရရှိခဲ့တာပါ။ချန်ပီယံရှစ်ပွဲစဉ်ကစားဖို့နှစ်ပွဲသာကြံရှိတော့တဲ့အချိန်မှာလေးစ်ယူနိုက်တက်နဲ့ပန်လီအသင်းတို့ကရမှတ်94မက်စီနဲ့အမပေးစရာအဆင့်တင်းတဲ့နှစ်နေရာမှာယက်တည်နေတာဖြစ်ပါတယ်။ Leeds United နဲ့ Burnley အသင်းတို့ဟာအမပေးစရာအဆင့်သုံးနေရာက Sheffield United အသင်းကိုရမှတ်ရှင့်မှတ်ဖြစ်ပြီးဥဆောင်ထားတာကြောင့် Premier League ထံတန်းပြန်တက်နိုင်ခဲ့တာပါ Leeds United အသင်းက၂ရာသီအကြာမှ Premier League ထံတန်းပြန်တက်နိုင်ခဲ့တာဖြစ်ပြီးမနစ်ကရာသီက Premier League ကနေတန်းဆင်းခဲ့ရတဲ့ Burnley အသင်းကတော့၁ရာသီအကြာမှတန်းပြန်တက်နိုင်ခဲ့ပါတယ် Burnley အသင်းဒီပြစကောပါကာကသူတို့ရဲ့ရာသီအစရည်မှန်းချက်နဲ့ပြင်မှတ်က Premier League ထံပြန်သွားအောင်လုပ်ဖို့ဖြစ်ပြီးဒါကိုလုပ်နိုင်ခဲ့တာကြောင့်အသင်းအတွက်အလွန်ဂုဏ်ယူမိတယ်လို့ပြောခဲ့တာပါ စကောပါကဟာဖူဝမ်နဲ့ဘုံမောက်အသင်းတို့ကိုကိုက်တွယ်ခဲ့ခြင်းကလည်းချန်ပီယံရှစ်ကနေပရီးမီးယားလိထံတန်းတက်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်ချန်ပီယံရှစ်အမတ်ပေးဖလာကိုလီးစ်ယူနိုက်တက်အသင်းနဲ့ဘန်လီအသင်းတို့တွေကဘယ်အသင်းရယူနိုင်မလဲဆိုတာလက်ကြံပွဲစဉ်နှစ်ပွဲရလက်ပုံမူတီဗီဆုံးဖြတ်တော်မှာဖြစ်ပါတယ်ရှက်ဖီယူနိုက်တက်နဲ့ဆန်ဒါလန်အသင်းတို့ဟာချန်ပီယံရှစ်ပလေးအော့ဖ်ရှင်ပြိုင်ခွင့်ရဖို့တည်ကြောက်သွားခဲ့ပြီးလက်ကြံနေရအတွက်ဘရစ်စတိုးလ်ကိုဗင်ထရီမက်ဒယ်ဘရော့နဲ့မီဝေါ်လ်အသင်းတို့ရှင်ပြိုင်နေကြတာဖြစ်ပါတယ် ရှီအန်နိုင်တဲ့တွင်ထဏရဲ့2025ခုနှစ်အပိလာ22ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေခင်ဗျာ